်ဒီကနေ့ဇူလိုင်လ၁ရက်နေ့အင်္ဂါနေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကို တင်ဆက်ပေးပါရောင်းမယ်မြင်းကလေးင်တဲ့အနေနဲ့ဒီကနေ့ဇူလိုင်လ၁ရက်နေ့မြန်မာစံတော်ချိန်မနက်၂နာရီ၁၃မိနစ်ခန့်မှာလင်ခင်မြို့ရဲ့အနောက်အနောက်မြောက်ဘက်၅မိုင်ခန့်အကွာအနက်၆မိုင်ခန့်ကိုပဟုပြုပြီး AR 4.1 Radar Scale ရှိမြင်းကလေးင်တစ်ခုလှောက်ခတ်သွားခဲ့ပါတယ်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရေဝုန်ဟာ ဒီကနေ့ဇူလိုင်လ၁ရက်နေ့မှာအပြော့သွားနိုင်ပြီးအိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသတွေကိုဆက်လက်ရွေးရှားကကုန်းတွင်းလေပြင်းနှင့်ရဝအဖြစ်အပြန်ကောင်းလာနိုင်တယ်လို့မိုးလေဝသပညာရှင်ဝန်နိုင်ကခန့်မှန်းထားပါတယ်။ဘင်္ဂလားပင်လယ်အော်မှာအနောက်တောင်မုတ်တုံလေအလွန်ကောင်းနေပြီးဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းပင်လယ်အတွင်းမှာလည်းလောင်းမင်းဇူလိုင်လ၁၂ရက်အထိအထက်လေဝေလိုက်တဲ့လေပြင်းနှင့်ရဝတွေစက်တိုက်ဖြစ်ပေါ်နိုင်တဲ့အတွက် မြန်မာနိုင်ငံဘက်မှာမုတ်တုံမိုးရွာသွန်းတာကရက်ဆက်ဆိုးသလိုရှင်နေုံမှာဖြစ်တဲ့လို့ဥပဒေနိုင်ကအတိပေးထားပါတယ်။ဘကုံမျိုးကဘကုံမြေရင်နဲ့မရောင်မျိုးကစစ်တောင်မြေရင်တွေကနောက်တည့်ရက်တွေအဲ့ဒီမျိုးတွေရဲ့စိုးရင်ရဲ့အမှတ်ကိုရောက်ရှိနိုင်တာမို့အဲ့ဒီမျိုးတွေကမြေကန္နာနီနဲ့ညနေပိုင်းနေထိုင်ကြသူတွေအနေနဲ့ဒရီနဲ့နေထိုင်ကြဖို့နဲ့မြေကြီးမြေတလာရင်အချိန်မီရှောင်ရှားကြဖို့မိုးစလာကတတိပေးထားပါတယ်။ဒီကနေ့ညနေအထိဂရိနီကရပြည်ရှမ်းပြည်မြောက်ပိုင်းမန္တလေးတိုင်း စကိုင်းတိုင်းအောက်ပိုင်းနဲ့မကွေးတိုင်းတို့မှာနေရာကြဲကြဲနဲ့ချင်းပြည်နယ်နဲ့တိုင်းတွေမှာနေရာအနေပြားမိုးထစ်ချုံရွာနိုင်ပြီးရွာရင်ရှားနှုံပြည့်ဖြစ်ပါတယ်။ကရင်ပြည်မုံပြည်ရခိုင်ပြည်ပဲခူးတိုင်းနဲ့တရနာရီတိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အရှေ့တောင်ပိုင်းတို့မှာမိုးတုံလင်အားအသင်အသင်ကနေအားကောင်းနေပြီးချန်ဘင်္ဂလားပင်လယ်အော်မှာမိုးတုံလင်အားကောင်းရာကနေအားလုံးကောင်းနေပါတယ်။ မြဝကျမရခိုင်ကဲဝနဲ့တရှောင်းတဲ့ကံလွန်ပင်လေပြင်းတို့မှာရမယင်ခါမိုးသွေလီပြင်းများကြက်ရောက်ပြီးလှိုင်းကျင်းနိုင်ကလှိုင်းမြင့်ဆက်တပေကနေ73မီကန်ရှိနိုင်ပါတယ်။မုတ်တမခွေမွန်တနင်္လာရီကဲဝနဲ့တရှောင်းတဲ့ကံလွန်ပင်လေပြင်းတို့မှာလည်းတခါတည်းရမိုးသွေလီပြင်းများကြက်ရောက်ပြီးလှိုင်းအသေးရင်သင်ကနေလှိုင်းကျင်းနိုင်ပြီးလှိုင်းမြင့်9ပေကနေ9ပေကန်ရှိနိုင်ပါတယ်။စကိုင်းနဲ့ထပ်ပိုင်းနဲ့တနင်္လာရီတိုင်းတို့မှာမိုးတိမ်တောင်များဖြစ်ပေါ်လျက်ရှိပြီးမိုးတိမ်တောင်များရွေ့ရှားရနေရာတရှောင်းမှာ မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှင်စည်းလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကျူတင်သတိပြုနေထိုင်ကြဖို့မိုးစလာကအကြံပြုထားပါတယ်။နောက်နှစ်ရက်အတွင်းကရင်ပြည်မွန်ပြည်ရခိုင်ပြည်ရှမ်းပြည်နယ်ပဲခူးတိုင်းတို့မှာမိုးပေါ်နေပါမယ်ရှင်။